ဒီအထက်ကြောင့် United တို့ရိုပါလိရသွားမှာကိုစိုးရိမ်နေကြတဲ့ Arsenal ပြိတ္တများပြိတ္တများလုံးမမိန်တော့မြောင်းတင်လိုက် Forward Show စီစဉ်ကနေပြန်လည်ချိုးလိုက်ပါရင် Arsenal ပြိတ္တများ United တို့ရိုပါလိဖလားမှာဘိုးဆွဲသွားမှာကိုအတော်လေးစိတ်ပူနေကြပါရင်ဒါသူတို့အနေနဲ့ဖလားလက်မဲ့ဖြစ်နေချိန်မှာ United ကဖလားရသွားတာကြောင့်ပြိတ္တတွေလေးတိုက်ခံရမှာကိုတွေးပြီးတော့စိတ်ပူနေတာမျိုးမဟုတ်ပါဘူး Arsenal ကပြီးခဲ့တဲ့ကြားရတော့ကစားခဲ့တဲ့ Champions League Semi-final ဒုတိယကြိုမှာ PSG ကိုနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးနေခဲ့ပြီးတဲ့နောက်နှစ်ကြိုပေါင်းရလဲသုံးဂိုးတစ်ဂိုးနဲ့ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီဖြစ်ပါရင် အာဆင်နယ်နဲ့ပရီးမီးယားလိမှာလည်းလီဗာပူးကိုချန်ပီယံဆိုဘလာလွှဲပြောင်းပေးခဲ့ရသလို FA ဘလာကာဘောင်းဖလားတွေကလည်းစောအစီစီထွက်ခွာခဲ့ရတာမို့900ရာသီစတိုင်းဖလားလက်မဲ့ရာသီတစ်ခုကိုဖျက်ဆီးခဲ့ရပြီးဖြစ်ပါတယ်။ဒါမဲ့လည်းအာဆင်နယ်ဟာလာမဲ့ရာသီအတွက်ပြင်ဆင်မှုတွေကိုခုချိန်တွေကစတင်လုံဆောင်နေပြီးတိုးတက်မှုတွေလည်းရှိလာခဲ့လို့ဆရာမဖြစ်ပါတယ်။အာဒီတာအနေနဲ့လာမဲ့ရာသီမှာနှစ်ပေါင်း20ကျော်ဝေးကွာနေတဲ့ပရီးမီးယားလိဘလာကိုပြန်လည်ရရှိရေးကအဓိကဦးစားပေးဖြစ်ပြီးအဲဒီအတွက်လည်းကစားမခရီကိုခေါ်ယူအားဖြည့်ထားပါတယ်။အာဆင်နယ်အနေနဲ့ကွဲလေလူတူအထောင်တိုင်းစစ်မှုတူနဲ့တောင်ပံတိုင်းစစ်တူတို့ကိုခေါ်ယူသွားဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ွင်းလယ်နေရာအတွက်ကတော့ဆိုစီတဲ့ကွင်းလယ်လိုဇိုဘီမန်နီကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးဒီသတင်းကိုနမဲကျော်သတင်းတောက်ဖရီဘီစီယိုရိုမာနိုကိုရိုင်းကလည်းအတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။တောင်ဝမ်နေရာအတွက်ကတော့ဘတ်တီအသင်မှာငှားထွက်ကစားနေတဲ့ယူနိုက်တက်တောင်ဝမ်ကစားမအန်တိုနီကိုခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။အာဆင်နယ်တို့လာမယ့်ရာသီမှာမဖြစ်မနေဖြစ်တင်းရမယ့်နေရာကတော့တိုက်စင်မှုဆစ်ဆစ်ဖြစ်ပြီးဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့အကြောင်းရင်းထဲမှာအဆုံးသက်တည်ကြတဲ့တိုက်စင်မှုတရားမရှိခြင်းကလည်းအဓိကအချက်ဖြစ်နေပါတယ်။ဒါကြောင့်အာဆင်နယ်ကတိုက်စစ်ပိုင်းအတွက်ကစားသမား၃ယောက်ကိုစောင့်ကြည့်နေပြီး Sporting ကဖီတာချူကာရက်၊ Leipzig ကဘင်ဂျမင်ဆက်ခိုနဲ့ ညူကာဆယ်ကအီဆန်လို့ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။အဲဒီမှာပါအီဆန်ဟာလီဗာပူးကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတယ်လို့ဘက်ဂျမင်ဆက်ကိုကလည်းလိုင်းစစ်မှာပဲဆက်ရှိနေမှာဖြစ်ကြောင်းဂျာမန်ကလာတဲ့သတင်းတွေအားသိရပါတယ်။ဒါကြောင့်အာဆင်နယ်ဟာစပိုးရင်းတိုက်စစ်မှုဗီဒါဂျိုကရက်ကိုဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီးကစားမကိုရိုင်းကလည်းအာဆင်နယ်ကိုပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ဒါပေမဲ့ United ကယူရိုပါလိဖလားရသွားခဲ့ရင်တော့အာဆင်နယ်တို့ဂျိုကရက်ကိုခေါ်ယူမဲ့ကိစ္စဟာအဆင်မပြေဖြစ်သွားနိုင်ပါတယ်။ဂျိုကရက်နဲ့စပိုးရင်းတို့ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာပါဝင်တဲ့လူကြီးလူကောင်ဆန်ဆန်အချက်တစ်ချက်ရာ ရှင်နေတိုင်းစင်မှုဘက်ကအသင်းပြောင်းချင်တယ်ဆိုရင်သူ့ကိုပေါင်တန်း60ဝန်းကျင်ပေးချင်နိုင်တဲ့ဘယ်အသင်းကိုမဆိုပြောင်းရွှေ့ခွင့်ပြုရမယ်ဆိုတဲ့အချက်ပါပါတယ်။ဂျိုကာရဲပြောင်းရွှေ့ခြင်းဟာအာဆင်နယ်အတွက်ပြဿနာတစ်ခုမဟုတ်ပေမဲ့ကစားသမားနဲ့သူ့ရဲ့ဆရာဟောင်းယူလိုက်တဲ့နေပြအမ်မိုရီနဲ့အကြားမှာသဘောတူညီချက်တစ်ခုကပြဿနာဖြစ်နေတာပါ။အမ်မိုရီကကိုဘင်ထရီမှာမထင်မရှားဖြစ်နေတဲ့ဂျိုကာရဲကို Sporting City ရောက်အောင်ခေါ်ဆောင်ခဲ့ပြီးဥရောပအကောင်ဆုံးတိုက်စင်မှုတစ်ယောက်ဖြစ်လာအောင်ဆင်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအမ်မိုရီနဲ့ဂျိုကာရဲတို့အကြားမှာကျေးဇူးခံကျေးဇူးစားတွေတော့ရှိကြပါတယ်။ ယူနိုက်တက်ကလည်းနာမည်ရသည်မှာတိုက်စင်မိုးတယောက်ကိုခေါ်ယူသွားဖို့ရှိနေပြီးဂျိုကာရက်ကယူနိုက်တက်ရဲ့အဓိကပြမဲ့ဖြစ်ပါတယ်။ဒါပေမဲ့ဂျိုကာရက်ဟာချန်ပီယံလိဂ်ကစားခြင်းတွေအကြောင်းအာဆင်နယ်ကိုပြောင်းရွှေ့ဖို့ပို့ပြီးတော့အားတာနေတာလည်းဖြစ်ပါတယ်။တခုရှိတာကယူနိုက်တက်ဟာယူဘာလိမ်မှာဘိုးဆွဲခဲ့ရင်ချန်ပီယံလိဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ Sporting ကလည်း Amorim ထွက်မလာခင်တော့ကပိုတဂီသားနီးပြဟာရာသီကုန်မှာဂျိုကာရက်ကို Ultra Fox ခေါ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းသူ့ကိုသတိပေးခဲ့ပြီးလည်းဖြစ်ပါတယ်။ ဂျိုကာရဲကိုယ်တိုင်ကလည်း United သာချန်ပီယံလိဝင်ဝင်ရခဲ့မယ်ဆိုရင်ချန်တဲ့အသင်းတွေအားလုံးကိုညှင်းပယ်ပြီးဆရာဟောင်းနဲ့ပူးပေါင်းသွားမှာဖြစ်ကြောင်းနှုတ်အားဖြင့်ကတိပြုခဲ့ပါတယ်။ဒါကြောင့် United သားယူပါလေဖလားရရှိပြီးချန်ပီယံလိဝင်ဝင်ရရှိသွားခဲ့မယ်ဆိုရင်ဂျိုကာရက်က Arsenal ဆိုင် United ကိုပဲဦးစားပေးပြောင်းရွှေ့သွားဖွယ်ရှိနေကြတာဖြစ်ပါတယ်။ဒါဆိုရင်တော့တိုက်စစ်မှုစစ်စစ်လိုအပ်နေတဲ့ Arsenal အတွက်ကတော့နောက်ထပ်တိုက်စစ်မှုတူကိုတိုက်လန့်ရှာဖွေရအောင်မှာဖြစ်ပြီးမရှာနိုင်ဘူးဆိုရင်တော့ဒီယာတီကအတိုင်းပဲခွက်ပြောက်ယာတီတစ်ခုကိုဖျက်ဆီးရဖို့များနေပါတယ်။